အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်ပြောပြပေးချင်တာကတော့မိတ်ဆွေတို့လက်တော်မှာစဖွင့်ဖွင့်ခြင်း window တွေဝင်ဖို့ကြာနေတဲ့အရာတွေကိုညံအောင်ဘလို့ဖြေရှင်းရမလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုစလုပ်ကြည့်လိုက်ရအောင်နော်ပထမအဦးဆုံးကျွန်တော်တို့ desktop မှာမြင်နေရတဲ့ stepper ဆိုတဲ့အပေါ်က task manager ဆိုတာကိုနှိပ်ပြီးဝင်ပေးပါ task manager ထဲရောက်ပြီဆိုရင် setup ကိုနှိပ်ပေးပါ အဲ့မှာမိတ်ဆွေတို့အသုံးမပြုဖြစ်တဲ့ software တွေကစပ်ဖွင့်ဖွင့်ခြင်းမှာ auto ပွင့်နေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ကိုယ်အသုံးမပြုတဲ့ software တွေမပွင့်စေခြင်းဘူးဆိုရင် status ဆိုတဲ့နေရာက unable ဖြစ်နေတာတွေကို disable လုပ်ပေးလိုက်ရင်ရပါပြီခင်ဗျာမိတ်ဆွေတို့နောက်တစ်ခေါက် laptop ကိုစက်ပြန့်ဖွင့်တဲ့အချိန်မှာတိတိတတ်တာမြန်ပြီးအသုံးပြုရအဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ပါတယ်။ကျန်းမာကြပါစေခင်ဗျာဘီစစ်